ကိုချစ်သူအတွက်ကိုကြိုက်တဲ့ပုံစံသားတွေနဲ့အခုလိုမျိုးယုံမဲ့တဲ့အမှတ်တရ website လေးကိုအလွယ်တကူဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါမယ်။ဒီလိုမျိုးကိုပုံလေးတွေထားလို့ရပြီးကိုကြိုက်တဲ့ပတ်စဝတ်ထားလို့ရမယ်။ Anapasti လိုမျိုးရက်ဆွဲပတ်စဝတ်တွေလည်းထားလို့ရပါတယ်။ပြီးတော့ပတ်စဝတ်မှမဝင်လို့ရမှာဖြစ်ပါတယ်။ပတ်စဝတ်ထည့်ပြီးဝင်လိုက်ရင်ဒီလိုလေးကိုထည့်လိုက်တဲ့ပုံလေးတွေကအောက်ကိုယုံမဲ့တဆန်ဆန်ဆင်းနေမယ်။ပုံလေးတွေကိုနှိပ်လိုက်ရင်ကိုထည့်ထားတဲ့စာသားလေးတွေပေါ်လာအောင်လုပ်ပေးထားပါတယ်။ ဒီလိုမျိုးအမှတ်တရ website လေးကိုဘယ်လိုလုပ်ရမလဲဆိုရင် comment မှာပေးထားတဲ့ link ထဲကိုဝင်ပါ profile link ကနေတဆင့်လဲသွားလို့ရပါတယ်ဝင်ပြီးရင်ဒီလိုစာမျက်နှာပေါ်လာပါမယ်ကိုပြောင်းချင်တဲ့ပုံတွေစာသားတွေထည့်ရမှာဖြစ်ပါတယ်ပထမဆုံးတိုက်တယ်ဝမ်းနေရာမှာကိုကြိုက်တဲ့စာရေးပြီးခေါင်းစစ်ထည့်ပါကိုချစ်သူနဲ့ကိုနာမည်အတိုကောက်ထားလို့ရပါတယ်ပြီးတော့ဒီ box လေးထဲမှာပတ်စဝတ်စကင်မှာပေါ်ချင်တဲ့စာသားခေါင်းစစ်ထည့်ပါထားကအရေးကြီးပါတယ်ပြီးရင်ပတ်စဝတ်ထားရပါမယ် ဥပမာကိုယ့်ရဲ့အမတ်တရဒိတ်တစ်ခုခုထားလို့ရပါတယ်။အရေးကြီးပါတယ်ပစဝတ်မမတ်မိရင်ဝယ်လို့မရပါဘူး။ကိုကြိုက်တဲ့ပစဝတ်ထားပါ။ဘီဘီဆိုရင်တိုက်တဲ့တူးကိုလည်းကိုကြိုက်တာထားပါ။ဒါလည်းကိုချစ်သူနဲ့ကိုနာမည်တို့ကောက်ထားလို့ရပါတယ်။ပြီးရင်ပုံတွေထည့်ရပါမယ်။ပုံမထည့်ခင်ပုံရွယ်စားကြီးလွန်းလေ။ WhatsApp space နေနိုင်လို့ပုံများကို complete image ကိုနှိပ်ပြီးအရင်ပုံရွယ်စားလျှော့ချရပါမယ်။ complete image ကိုနှိပ်ပါ နေပြီးရင်ဒီနေရာမှာချွတ်ပိုင်ကိုနေပြီးကိုသုံးမိပုံတွေကိုရွေးပါပုံတွေရွေးပြီးရင်အပေါ်ဆွဲပြီးပုံတွေရဲ့ဘေးမှာညားစောက်ထိုးလေးတွေနေပြီးဒေါင်းလုဒ်ဆွဲပါဒါကပုံတွေရဲ့ site တွေကိုလျှော့တာပါပြီးရင်ပြန်ပတ်ထွက်ပါဘက်ကတောင်းအင်းမေဝဲနေရာမှာကိုထားချင်တဲ့ပုံကိုရွေးပါတပုံပဲရွေးလို့ရပါမယ်ဒီပုံကပတ်စဝတ်ထဲတဲ့ပေးရဲ့နောက်ခံပုံအတွက်ပါပြီးရင် lab icon ပုံ၁၄ပုံရွေးပါဒီပုံတွေကပတ်စဝတ်ပေးမှာအော်ရိုပြောင်းနေမဲ့ဒီပုံလေးတွေအတွက်ပါ ပြီးရင်ပကတောင်းမေမေဒူကိုရွေးပါဒီပုံကပဆဝက်ထိပ်ပြီးပေါ်လာမီစခင်အတွက်နောက်ခံပုံပါပြီးရင်နောက်ဆုံးဖော်လင်းအင်းမေမှာအောက်ကိုဆင်းနေတဲ့ပုံလေးတွေအတွက်ပုံကိုပုံရွေးပါโอเคပုံတွေထိပ်ပြီးပြီးဆိုရင်စာသားတွေထည့်ရပါမယ်ဒီပုံလေးတွေကိုနှိပ်လိုက်ရင်ပြောင်းစေခြင်းနဲ့စာသားကိုတစ်ခုချင်းထိပ်ပါဥပမာကျွန်တော်ပြထားပါတယ်ပစဝက်တွေပုံတွေစာသားတွေအကုန်ထည့်ပြီးပြီဆိုရင်တော့ရပါပြီ။ဂျနေရိတ်ကိုနှိပ်လိုက်ပါ။ပြီးရင် zip file auto download လုပ်ဆွဲသွားပါတယ်။ ခုတ်စစ်ဖိုင်ရပြီဆိုရင် website လေးကိုအရင်အစမ်းကြည့်ရအောင်။ OK preview ကိုနှိပ်ပါ။ preview ကြည့်ဖို့ choose ဖိုင်ကိုရွေးပြီး sona ကတောင်းထားတဲ့ zip ဖိုင်ကိုထည့်ပါ။ zip ဖိုင်က download ဖို့တာထဲမှာရှိပါတယ်။မတွေ့ရင်မြန်မာနိုင်ပိုင် NAAL လို့ရိုက်ရှာလိုက်ပါ။ OK ရွေးပြီးရင် load and preview ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ကို website လေးကို preview ကြည့်လို့ရပါပြီ။၄000ကျပ်လေးနှိပ်ပြီးလဲစက္ကင့်အပြည့်ကြည့်လို့ရပါတယ်။ဒါဆိုရင်တော့ website လေးပေါ်လာပါပြီ။ စခင်ကိုလက်နဲ့ပုတ်ပြီးလက်အဖက်ရမရစမ်းကြည့်ပါပြီးရင်ဘုံတွေပုံပေါ်ကြည့်ပါပြီးတော့ကိုထဲခဲ့တဲ့ပတ်စဝတ်ကိုထည့်ပြီးအန်ဒါကိုနှိပ်စစ်ကြည့်ပါဘုံတွေပုံမပေါ်စစ်ပါ စာသားတွေပုံမပေါ်ကိုဘုံတွေနှိပ်ပြီးစစ်ပါဒါဆိုရင်တော့ရပါပြီ link ထုတ်ဖို့အဆင်ပြေကြံပါတော့တယ် link ထုတ်နေတခါတည်းပြောရင်ဗီဒီယိုရှိမှဆိုလို့နောက်ဗီဒီယိုမှာပြောပြပေးပါမယ်တိကျရင် comment မှန်ခဲ့ပါဒါပေမဲ့ daily dance channel တလေးကိုဝင်ထိုင်းရင် ပထမဆုံးဖိုင်ဖို့ပေးသူဆရာကို အခုတခါတဲ့ admin က link ထုတ်ပေးပါမယ်။ Telegram link ကို profile link နဲ့ comment မှာပေးထားပါမယ်။မသိတာရှိရင် comment မှာမေးခဲ့ပါပြန်ဖြေပေးပါမယ်။နောက် video မှာပြန်တွေ့ကြပါမယ်။